အားလုံးပဲမင်္ဂလာပါရေဟိုရှမ်းလီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ဇွန်လ12ရက်နေ့ဒီကနေ့မှာတော့မင်းအောင်လှိုင်တဲ့ရှီချင်းဖင်ကိုဒက်စိန်ခေါ်လိုက်တဲ့အရကတတော် AAULA မင်းအောင်လှိုင်တဲ့ရှီချင်းဖင်ကိုဗျိုင်းတူစိန်ခေါ်နှိုင်တဲ့16နှစ်သားအရခတ်တတ်တော်အေအေ တို့စင်ခေါ်လိုက်တဲ့သူကအသက်80တတန်းရှိတဲ့အကြမ်းမတ်ဖက်စစ်တပ်ဓာပြီဘာမှဒုရယချမ်းသာဆုံးသောနိုင်ငံဒီချင်းကတော့တတော်လေးကိုကြည်ကောင်းပြီးတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်အရကတတော် A ရဲ့ဒီကနေ့တောက်ဖြူမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိပါတယ်ကြားရမှာပါနောက်တဲ့ဒင်းတစ်ခုကတော့မန်လေးမှာဖြစ်ပွားခဲ့တဲ့ ကျွန်တော်ရက်သားလူငယ်၄ဦးကိုအကြမ်းဖက်စစ်ခွေးတက်ရဲ့လက်ကင်ထုတ်ဖြူစောတီပြည်သူစစ်ဆိုတဲ့ကောင်းနေလမ်းမပေါ်မှာသပင်ကိုဆွဲဖနန်းနဲ့ပါးကိုရိုက်လက်သီးနဲ့တရဆက်ထိုးကျိတ်နေတဲ့ဖြစ်ပျက်ကိုကြောင်းပြီးပါတယ်အားလုံးကြည့်ရှုပြီးမယ်လို့ညွှန်လင့်ပါတယ်ဆိုတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မကြည့်ရသေးတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့ Telegram မှာကျွန်တော်တင်ပြထားပါတယ် အဲ့ဒီ Telegram မှာလည်းပဲဒါရေဝရှန်လေး family group ဆိုတာရှိပါတယ်အဲ့ဒီမှာလည်းကျွန်တော်မိဘတွေရဲ့အမြင်တွေကိုမှတ်ချက်တွေကိုတင်ပြပေးလို့ရပါတယ်နောက်ဆုံးသင်တစ်ခုကတော့တက်ရှိ CEO အချိုးခံနေရပြီဆိုတဲ့အကြောင်းကိုတင်ပြပေးပါမှာဒါကြောင့်ကျွန်တော်ရဲ့ video ကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကိုဒလေးစားဖိတ်ခေါ်လိုက်ပါတယ်မန်လေးမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ပဲအရင်စပါမယ် ဘာလို့လဲဆိုတော့ဒီ video file ကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘတွေညီကိုမောင်နှမတွေအလွန် intent စိတ်ဆိုးဒေါသထွက်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်မှန်ပါတယ်သာသမီချင်းကိုချင်းစတဲ့ကျွန်တော်ရဲ့မိဘတွေပြီးတော့ကျွန်တော်တို့နိုင်ငံတွင်းမှာကျွန်တော်တို့ရဲ့လူငယ်တွေကဘာဖြစ်မှမရှိပဲနဲ့ဘီကင်းလုံးချုပ်မှုကင်းမဲ့နေတာတွေပြီးတော့ဘာမဟုတ်တဲ့အာနာလက်တလုံးစာလောက်ရှိတဲ့အရာလေးတွေနဲ့ပြီးသူစစ်ပေါ်ဗျာ ဒီအာနာကိုပဲသူတို့ကလက်ကင်ထားပြီးတော့ကျွန်တော်တို့လူငယ်ကိုအခုလိုပဲမင်းမဲဇေယိုက်ဆန်စွာ လမ်းမပေါ်မှာဆဲရေးတိုင်းထွာပြီးတော့ရိုက်ချင်လို့ရိုက်ထိုးချင်လို့ထိုးချင်းတွေကို drum beaver တွေဒီနေ့ခင်ဗျဒေါ်သာထွက်စွာနဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ခဲ့ရတယ်လို့တော့ကျွန်တော်လည်းယူဆပါတယ်ကျွန်တော်လည်းကျွန်တော်မိဘတွေနဲ့ထပ်တူပါဟုတ်ပါတယ်ဒီဗီဒီယိုဖိုင်မှာကျွန်တော်တို့လူငယ်၄ဦးရဲ့အနောက်ကိုစိုင်ကင်နဲ့လိုက်ပြီးတော့ အဲ့ဒီလိုက်လာတဲ့ကောင်တွေဟာဒါတရုတ်ဘုံကျောင်းလို့ယူဆရတဲ့ဒါမန်လေးလမ်း80အပေါ်ကအဲလမ်းအဆောက်ဦးတစ်ခုရဲ့အရှိမကျွန်တော်တို့လူငယ်၄ဦးကိုမိသူစစ်အမိခံအယိုးကိုက်နေတဲ့ကောင်တွေဟာစေးတိုင်းချွာပြီးတော့ထိုးကျိတ်ရိုက်နှက်ခဲ့တာကိုတွေ့ရမှာဖြစ်တယ်ဗီဒီယိုဖိုင်မှာဆိုရင် ခေါင်းကသပင်ကိုဆွဲပြီးတော့တဖုံဖုံနဲ့ထိုးနေတဲ့မရက်မနာထိုးနေတဲ့ရုပ်တံဖိုင်ကိုကျွန်တော်မိပါတယ်ကြည့်ပြီးတော့ဘလို့ခံစားမိပါတယ်ကျွန်တော်နိုင်ငံအတွင်းထဲမှာအကြံဖက်စစ်ခွေးတက်ရဲ့လက်ကင်တော့အဖြစ်မွေးထားတဲ့ပြူစောတိပြည်သူစစ်တွေရဲ့ကောင်ဒီကောင်တွေကြောင့်ကျွန်တော်မိဘတွေမွေးဖွားထားတယ်မိသားစုဝင်တွေရဲ့ဒါသားဝင်တွေလည်းပါမယ်ကလေးငယ်တွေပါမယ် ဆိုတော့အသက်မပြည့်တဲ့သူတွေလည်းပါတယ်မိမင်းဆိုင်ဆန်ဆိုအခုလိုမျိုးလှုပ်ချင်တိုင်းလှုပ်နေတာကိုပဲမိဘမှခွင့်မလုပ်နိုင်ဘူးတုန်းကကျွန်တော်တို့ဒီကောက်ဝေးတက်ဖွဲ့ဝင်တွေကလည်းခွင့်မလုပ်ဘူးဆိုတာကိုဒီကနေ့ပြောချင်လို့အဲ့ဒီအကြောင်းကိုကျွန်တော်မိဘတွေကိုတင်ပြရတာဖြစ်တယ် အဲ့ဒီရုပ်သံဗီဒီယိုဖိုင်ကိုကျွန်တော်တို့တော်လန်တော်တက်ဖွဲ့ဝင်နေအားလုံး share လုပ်ထားပါတယ်အဲ့ဒီထဲမှာပါတဲ့အသေးစိတ်ကစကျွန်တော်တို့ save လုပ်ထားပါတယ်ဆိုတော့အပြစ်မဲ့လက်နက်မဲ့ကျွန်တော်တို့ရဲ့လူငယ်ထွေကို ခုလိုမျိုးပဲလမ်းမထက်မှာဘာဥတွေမှမရှိပဲနဲ့မင်းမဲဆိုင်ဆန်ဆန်လှုပ်ချင်တာလှုပ်ထိုးချင်တာထိုးဒီလိုအခြေအနေမျိုးကိုတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်အသီးသီးကလုံးလုံးမခွင့်ပြုပါမဟုတ်ပဲနဲ့သူတို့ကို ပြင်းပြင်းထန်ထန်အေးအေးယူသွားမှာဖြစ်ပါတယ်။ဟုတ်ပြီ။ကျွန်တော်မန်လေးနဲ့ပတ်သက်ပြီးတော့ဘယူစောတီကောင်တွေပြီးတော့ပြည်သူစစ်ဆိုတဲ့ကောင်တွေတူတော်လေးကိုမိုက်ကန်စော်ကနေတာကိုလည်းဇောင်းကြွနေတာကိုကျွန်တော်တို့မကြာခံတွေ့ရပါတယ်။ဆိုတော့မန်လေးမှာရွှေဆိုင်တွေလူယူခံရတဲ့ဆိုင်ကယ်တွေလူယူခံရတဲ့ကျွန်တော်တို့ယသပြည်သူအမျိုးသမီးငယ်တွေတော်လာရင်နဲ့ ဒါနဲ့အထိုးခံပြီးတော့ပစ္စည်းတွေလုခတ်ရတဲ့သတင်းတွေကျွန်တော်တို့အများနဲ့ကြားရတယ်မလုံခြုံတော့တာမလုံခြုံတော့တဲ့နေရာကဘယ်နေရာမှာလဲအကျန်းဖက်စစ်ခွေးတက်လက်ရှိအုပ်ချုပ်နေတဲ့မန်လေးဆိုတဲ့နေရာရန်ကုန်ဆိုတဲ့နေရာနေပြီးတော့ဆိုတဲ့နေရာကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေကျွန်တော် ERO နေမြေထဲမှာအခုလိုဖြစ်ရမျိုးမရှိဘူးကျွန်တော်ဒါကိုသက်သေနေတကွာတင်ပြနိုင်တယ် ဒီလိုမျိုးကျွန်တော်တို့ဒါမိမဲ့ဇိုက်ဆန်တဲ့အဖြစ်ပြက်မျိုးတွေကျွန်တော်တို့စီမံမှာရှိကျွန်တော်တို့ကတော်လှန်သူတွေကျွန်တော်တို့ကတိုက်ခိုက်သူတွေဘု து ကိုတိုက်ခိုက်လေကျွန်တော်တို့ရဲ့ဘုံရင်သူကျွန်တော်ဖက်စစ်ခွေးတက်မှန်သမျှကျွန်တော်တို့တိုက်ခိုက်ပြီးတော့သူနဲ့ပတ်သက်သူမှန်သမျှကိုကျွန်တော်တို့အမြင့်ဖြတ်ချိန်မုံနေတယ်ကျွန်တော်တို့မိဘပြည်သူကျွန်တော်တို့ညီကိုမောင်တို့ကချင်းချင်းဒီလိုမျိုးဖြစ်ရမျိုးတွေမတွေ့ဘူးထက်ကနေကြည်လိုက်မရိမှုထက်ကနေကြည်လိုက်လူတက်မှုထက်ကနေကြည်လိုက်ဓမြမှုဓာထိုးမှု လူရမှုရွှေဆိုင်ဝင်တိုက်မှုဘန်တမြဝင်တိုက်တဲ့ကိစ္စတွေအများကြီးကျွန်တော်တို့တည်တန်းပြီးကြားနေရတယ်အဲ့ဒီဖြစ်စဉ်တွေအကုန်လုံးကကျွန်တော်ဖက်စစ်ခွေးတက်ကလက်သက်မွေးထားတဲ့ကျုံတပေါက်ပြူစောတိပြည်သူစစ်ဆိုတဲ့ကောင်တွေပါနေတာကိုလည်းကျွန်တော်တို့အမြဲတမ်းတွေ့နေရတယ်ညင်လို့မရဘူးเนาะကျွန်တော်ရဲ့မိဘတွေဒီရုပ်သံဗီဒီယိုဖိုင်ကိုကြည့်ပြီးသွားတဲ့မိဘတွေသိမှာပါဒီကောင်နေစောင်းထားတဲ့အုတ်ထုတ် ဒီကောင်လေးအဲ့အိုးထုပ်အရှိမကတ်ထားတယ်ပြီးသူစစ်တခါတည်းမှာကျွန်တော်တို့ဘလုံမျိုးပဲအခြေအနေမျိုးတွေမှာတက်တည်တယ်ကွာတင်ပြနေပေမဲ့လည်းပဲအကြမ်းဖက်စစ်ခွေးတက်ကတော့ပြောင်းလဲပြောင်းစားလုပ်နေတာပါဆိုတော့ဒီတဲ့တွေထွက်ပေါ်ပြီးတဲ့နောက်ပိုင်းမှာဟိုဘက်ရပ်ကော့ကလော်ဘီအကြမ်းဖက်အားပေးထောက်ခံနေတဲ့မီဒီယာတစ်ဖက်က NDP သူစစ် တစိ့ပါအုတ်ထုတ်နဲ့အဲ့ဒီအကြံဖက်စစ်ခွေးတက်ရဲ့အုတ်ထုတ်စောင်းထားတဲ့ကောင်းနေကားတဲ့အဲ့ဒီအုတ်ထုတ်ကိုသူတို့ကဝယ်ယူပြီးတော့စောင်းထားတာပါတဲ့သူတို့တွေတင်းတင်းမဟုတ်တင်းတော့လိမ့်မယ်ဆိုတော့ကျွန်တော်တို့အားလုံးကဒါခံမှန်းသုံးသပ်ပြီးသားပါခွေးအုတ်ထုတ်ကိုကျွန်တော်ရင်မိပါတယ်ဘယ်သူကအမျက်တမျိုးဝယ်ပြီးတော့အိမ်မှာချိတ်ဆွဲဘူးလေခွေးအုတ်ထုတ်ကိုဘယ်သူကအမျက်တမျိုးထားပြီးတော့ လိုက်ရလိုက်ရလမ်းမပေါ်ထွက်ပြီးတော့စောင်းတဲ့ကောင်ရှိလားကျွန်တော်မေးတဲ့မေးခွန်းလေးကရိုးရိုးရှင်းရှင်းလေးပါဒါအပြင်အဲ့ဒီခွေးအိုးထုတ်မှခွေးကြုံတပေါက်ရက်ဘတ်တစိတ်ဖြစ်တဲ့ဒစိတ်ပြားဖြစ်တဲ့ပြည်သူစစ်ဆိုတဲ့ဒစိတ်ပြားကိုတက်ပြီးတော့ဘဲကောင်လမ်းမပေါ်ထွက်ပြီးတော့နေရဲလေ ဘသူမှဒီအိုးထုတ်ကိုဂုံယူဝင်ကြွားစွာနဲ့မဝဲဘူးဒါဟိုတောင်မှသူရဲ့ခွေးတက်ရဲ့အိုးထုတ်ကိုဝဲယူပြီးတော့ဝတ်ထားတဲ့လူငယ်တွေပါတဲ့လူငယ်ချင်းချင်းဖြစ်တဲ့ရံပွဲပါတယ်လူငယ်ချင်းချင်းဖြစ်တဲ့ရံပွဲဆိုရင်အဲ့ဒီထဲမှာပါတဲ့အတန်ဖိုင်တွေကပါရလေဟုတ်ပြီအဲ့ဒီမှာနောက်ကနေပြီးတော့ဆိုင်ကယ်နဲ့လိုက်တဲ့အချိန်မှာအဲ့ဒီပြည်သူစစ်ဆိုတဲ့ကောင်တွေဘယ်လိုပြောရမလဲကျွန်တော်ရင်မိပါတယ် မိမဆုံးမဖာမဆုံးမလို့ပြောရင်လဲကျွန်တော်စကားရိုင်းမြန်ရိုင်းသွားမလားတကယ်ကိုခိုးဆိုးလူ၌တခိုးချဘိုးအစင်တမ်းအရှိပညာမဲ့တဲ့ဂလီကချီတွေလို့ပြောရင်လဲဟုတ်ပြီဒီမျိုးစုံနဲ့သူတို့ဘက်ကအာလိမ့်လေနေလို့ဒီချိန်မှာကျွန်တော်မိဘပြည်သူတွေရဲ့ကျွန်တော်ရဲဘော်လူငယ်တွေရဲ့အတန်နဲ့တင်ပြမှာဖြစ်တယ် ဒါဆိုအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်မယ်ဆိုရင်အဲ့ဒီ view saw ထီးတွေဟာကျွန်တော်လူငယ်တွေနောက်ကိုလိုက်လာပြီးတော့မင်းတို့ဖမ်းမယ်စကြောရေးပို့မယ်ဆိုတဲ့စကားလုံးတွေတုံးထားတယ်ဒါကိုတောင်သူတို့ဟာအိုးထုတ်ကိုဝယ်ယူပြီးတော့စောင်းတဲ့လူငယ်ချင်းချင်းဖြစ်တဲ့ပွဲပါလို့ပြောသေးတယ်စကြောရေးပို့မယ်ဆိုတဲ့စကားလုံးအတန်ဖိုင်ကိုကြားချက်နဲ့တိတိကြီးလိမ့်နာကျွန်တော်အရန်ကိုအံ့ဩတယ်လိမ့်နာကတော့သူတို့အလုတ် အောက်တန်းစားဆန်တဲ့ဒါလုတ်ရက်တွေကိုလုတ်တာလဲသူတို့အလုပ်ရုံမှာကောက်ကျစ်တယ်ဆိုတာလဲကျွန်တော်မိဘပြည်သူအားလုံးကသိရှိပြီးသားဘလို့လိမ်မလဲဆိုတာကိုပဲကျွန်တော်တို့ကတခါတင်းရမှာဟာတအမြင်နဲ့တောင်ထိုင်ပြီးတော့ကြည့်နေကြရသေးတယ်ဟုတ်ပြီကျွန်တော်အဲ့ဒီ net ခွင်မှာလဲ view sorty ဆိုတဲ့သင်္ကန်းဝတ်ထားတဲ့ခေါက်ကိုတော့သူတို့တွေလဲဒါကြီးစိုးနေတာကိုလဲလူတွေကျွန်တော်တို့အားလုံးကသိရှိပြီးဖြစ်မှာပါ ဟုတ်ပြီဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိဘပြည်သူတွေကျွန်တော်တော်လန်တော့တပ်ဖွဲ့ဝင်တွေရဲဘော်လူငယ်တွေအလွန်အင်မတန်စိတ်ကြီးခိုက်ခဲ့ရပါတယ်မတစ်ပြောချင်တာကတော့အကြမ်းဖက်စစ်ခွေးတက်ရဲ့အုတ်ချုပ်ခံနေတဲ့သူတွေအနေနဲ့ယခုလိုမျိုးဒီထက်ပုံမဆိုးရတဲ့ဖြစ်ရမျိုးတွေကိုလည်းကြုံတွေ့နိုင်တယ်ဒါကကျွန်တော်တို့တော်လန်သောလူငယ်တွေတက်ဖွဲ့ဝင်နေကျွန်တော်အမြဲတမ်းပြောပြနေကြ ခါတည်းမှာကျွန်တော်တို့ပြောတဲ့စကားတွေကကျွန်တော်တို့ဒါအချို့သောသူတွေအတွက်ပေါ့နော်အဆင်မပြေတာလေးတွေလည်းဖြစ်သွားတတ်ပါတယ်ဟုတ်ပြီလက်ရှိအချိန်မှာအချမ်းဘက်အုပ်စုရဲ့အောက်မှာအုပ်ချုပ်ခံနေတဲ့အုပ်ချုပ်ခံနေရတဲ့ကျွန်တော်တို့ရဲ့လူငယ်တွေရဲ့အဖြစ်ကိုထပ်မံပြီးတော့မိမောင်းဖိုးပြလိုက်တာပါတကယ်လို့အဲ့ဒီကောင်တွေဟာကျွန်တော်တို့ရဲ့ရှင်းစင်မနာပြင်မှာမိရင် အဲ့ဒီကောင်တွေအများဆုံးထွက်တယ်အဲ့ဒီကောင်တွေကျွန်တော်တို့အသနာခံတဲ့စကလုံးကဘာဖြစ်မယ်ထင်လဲကျွန်တော်ယင်ပြီးပါကျွန်တော်တို့အတင်းအာရမစစ်မှုထမ်းအခေါ်ခံရတာပါပေါ်တာအစွဲခံရတာပါကျွန်တော်တို့ဘာမှမသိပါဘူးကျွန်တော်တို့အထက်အမြင့်ရဒီကိုသွားစလို့ဒီကိုသွားရတာပါ ဒါကကျွန်တော်တို့ရှင်းလင်းဆက်မျက်နှာပြင်မှာကျွန်တော်တို့ ਨੇ တွေ့တဲ့အချိန်မှာအဲ့ဒီကောင်တွေရဲ့တောက်ခွတ်အချို့ရုပ်သံဗီဒီယိုဖိုင်တွေမှာကျွန်တော်မြင်ပါတယ်တွေ့ရမှာဖြစ်တယ်ဒါပေမဲ့လက်နက်မဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေ နေရာမှာတော့အဲ့ဒီတောက်ချိုးမဟုတ်တာကိုကျွန်တော်တွေ့ရတယ်ဟုတ်ပြီစစ်တင်နယ်လေးခုနှစ်ရက်လောက်ဆင်းပြီးတော့ခုနှစ်ရက်လောက်တက်ပြီးတော့ကျွန်တော်တို့ပြည်သူကို ဘာမဟုတ်တဲ့ဘာယာဒူးမှမရှိပါဘူးဗျာပြည်သူစစ်ဆိုတာကျွန်တော်မိပါတယ်စဉ်းစားကြည့်အာနာရှင်ကောင်တွေက မွေးထုတ်ခဲ့တဲ့ခွေးဝဲဇာလောက်တောင်မှအဆင်မရှိတဲ့အောက်တန်းစားကောင်တွေကလည်းနဲ့မဲ့ကျွန်တော်တို့လူငယ်တွေကိုကျွန်တော်မိပါပြည်သူကိုဖိနှိပ်နိုင်ကျင့်တယ်အနာမှရှိလိုက်လို့ကတော့ကျွန်တော်အမိပါတယ်အခောင့်နေအကုန်လုံးပျောက်တယ် ုတ်ပြီထပ်ပြီးတော့ကျွန်တော်ကတင်ပြကျင်တာကအခုကျွန်တော်မိဘပြည်သူတွေကိုဖိနှိပ်နေတဲ့ကောင်တွေအခုကျွန်တော်လူငယ်တွေကိုယနေ့လိုမျိုးဒါလမ်းမပေါ်ပါပဲငါကဘာဆိုပြီးတော့ပားရိုက်နားရိုက်ဖနှက်ပါချုပ်ခေါင်းကိုဆွဲပြီးတော့လက်သီးနဲ့ဒရက်ဆက်ထိုးတဲ့ကောင်တွေမင်းတို့တတိရှိရင် မင်းတို့အာကိုယုံကြည်တဲ့အကြမ်းမဖက်ဆက်ခွေးတက်နဲ့အတူတူရှေတန်းကိုလိုက်ပါလာခဲ့ပြည်သူကိုမထီချင်းပြည်သူပိုင်ပစ္စည်းကိုလက်ဖျားနဲ့တော့မထီချင်းဟုတ်ပြီဒါဟာသူတို့ကပြည်သူစစ်ဆိုတာကိုခိုင်မာစွာကျွန်တော်တွေ့ခဲ့ပြီဖြစ်တယ်ဟုတ်ပြီအဲ့ဒီရုပ်သံဗီဒီယိုဖိုင်မှာပါတဲ့ကောင်တွေမင်းတို့တကောင်းမှလွတ်မှာမဟုတ်တော့ဘူးတကယ်လို့ဒီနေ့ကျွန်တော်တို့လူငယ်တွေကိုခုလိုမျိုးရိုင်းဆိုင်စော်ကားပြီးတော့ခုလိုမျိုး ထိုးကျိတ်ခဲ့တဲ့ကောင်းတွေမင်းတို့တတိရှိတယ်ဆိုရင်မင်းတို့ဘိုင်နေနမယ်တွေနဲ့မင်းတို့ဘဲဘဲအဖွဲမှာဘဲစကြောင်းမှာဘဲတိုင်းသားတဖွဲဝင်နေရှိတဲ့နေရာကိုရှင်းရန်ထွက်တဲ့အကြောင်းကိုပါငါတို့တရားဝင် challenge ပြောကျွန်တော်တို့ကလည်းတရားဝင်မင်းတို့ကိုတိုက်ကျွန်တော်တို့ကရှင်းပါဆိုတော့ဒီချင်းဒီမှာ ျွန်တော်နိုင်ငံဟာအာနာရှင်အောက်မှာခုလိုလုံရဲ့မျိုးတွေမြောက်များစွာသောကျွန်တော်တို့ပြည်သူတွေလူလဲခန်းစားခဲ့ရပြီးဖြစ်တယ်။ဒါကြောင့်ကိုယ်နဲ့မဆိုင်သလိုနေနေတဲ့မိဘပြည်သူတွေအနေနဲ့ဒီဖြစ်ပျက်ကိုကြည့်ပြီးတော့ဘလို့ခန်းစားမိပါသလဲ။ကိုယ်နဲ့ကိုမရောက်သေးဘူး။ကိုရှိတဲ့မျိုးတွေမှာတိုက်ပွဲဖြစ်သေးဘူးဆိုပြီးတော့ပုံမှန်အတိုင်းလက်ပတ်နေတဲ့ပြောချင်တာကအာနာရှင်အောက်မှာအုတ်ချုပ်ခံနေရတာကို ပုံမှန်အတိုင်းလေးပေါ့ဗျာမသိသလိုနေနေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေလူကြီးမင်းတို့စီလည်းရောက်လာကြမှာလူကြီးမင်းတို့တာသမီတွေလည်းအဲ့လိုအလှည့်မျိုးတွေလည်းကြုံတွေ့ရမှာပဲအခုဆိုရင်ဒါသူတို့မွေးထားတဲ့လက်ကင်ကျုပ်ဒါဘျူစောစီဘျူစောတီပေါ့ဗျာစစ်တနန်လေးရပိုင်းတက်ထားတဲ့တကယ့် ဒီကောင်လေးကိုရုပ်တံဗီဒီယိုဖိုင်ကြည့်ပြီးတော့ကျွန်တော်တို့တော်တော်လေးကိုစိတ်ဆိုးဒေါသဖြစ်မိတယ်ဟုတ်ပြီကျွန်တော်မိဘပြည်သူတွေကိုစားကျွန်တော်တို့တော်လန်တော့တပ်ဖွဲ့ဝင်တွေကတေချာပေါက်သူတို့ကိုပြပြရေးယူသွားမှာဖြစ်ပါတယ်ညီလေးတို့ခံလိုက်ရတဲ့ညီလေးတို့ဒါကျွန်တော်တို့ပြန်ပြီးတော့တုံ့ပြန်ပေးပါမယ်ဒါပေမဲ့ညီလေးတို့အနေနဲ့ကလည်းပဲ လက်ရှိအာနာရှင်ကျမ်းဖတ်အုပ်စုအောက်မှာနေနေသေးရတော့ခုလိုမျိုးဖြစ်ရမျိုးတွေကိုထပ်မံပြီးတော့ကြုံတွေ့ရအောင်မှာဖြစ်လိုအပ်ရင်လဲစစ်မှုထမ်းခေါ်ခံရမယ်ယမန်ရကလမ်းမှာတွေ့ရင်လည်းပဲခုလိုပဲဒါအနိုင်ကျင့်ခံရမယ်ဆိုတော့ကြောက်ရင်မိပါလေကြောက်ရင်ညီကိုကျွန်တော်ရဲ့လူငယ်တို့ညီလေးတို့ရဲ့ကြောက်စိတ်ကိုမောင်းထုတ်ဖို့အချိန်ရောက်ပြီဘာမဟုတ်တဲ့ကောင်တွေရဲ့အခုလိုလမ်းမပေါ်မှာထိုးကြိတ်တာကိုညီလေးတို့ ုံ့ပြန်မှုတတိငွေပါကျွန်တော်တို့နဲ့အတူဒါနှစ်ပေါင်းများစွာကျွန်တော်တို့အင်အားကြီးပါတယ်ကျွန်တော်တို့တာလွန်ပါတယ်ကျော်တဲ့လက်နက်အသေးပြည့်စုံပါတယ်ဆိုတော့ရန်ဖက်စစ်ခွေးတက်ကိုတိုက်ထုတ်ခဲ့တဲ့ညီလေးတို့ရဲ့ဒါအကိုကြီးတွေတော်လန်သောတပ်ဖွဲ့ဝင်တွေကိုညီလေးတို့ပြန်ပြီးတော့ကြည်ပေးပါကိုမျိုးကိုရမနေနေပြီးတော့ အဲ့ဒါဘီဂင်းတုံချုံနယ်လို့ထင်နေတဲ့ချို့သောလူငယ်တွေအတွက်ပြန်လဲသုံးသက်စဉ်းစားရမယ့်အချိန်ရောက်ပါပြီဟုတ်ပြီဒီနေ့ရဲ့အရေးကြီးဆုံးသောသတင်းကိုကျွန်တော်တင်ပြခြင်းနဲ့အဲ့ဒါကတော့မင်းအောင်တိုင်းနဲ့ချီကြီးပင်ကိုဗျိုင်းကျူစိန်ခေါ်လိုက်တဲ့အရခတ်တတော် AA အသက်၆နှစ်အရွယ်သာရှိသေးတဲ့ UL AA အသက်80ကျော်တက်တန်းရှိတဲ့အကျန်းဖက်စစ်ခွေးတက်ကိုတရားဝင်စိန်ခေါ်လိုက်တာ ဒီစိန်ခေါ်မှုတွေကကျွန်တော်တို့ဒါအရခမြေမှာစတင်ပြီးတော့အကြံဖက်စစ်ခွေးတက်တကောင်တမီးမှမလွတ်เสียဆိုတဲ့ကြွေးကြော်တန်တဲ့အတူအင်္ဂါဂျိုကစင်တာချင်းတော့မှစင်တာလို့မရဘူးဆိုတဲ့ဘုကျထွန်းမြတ်နိုင်ရဲ့ပြတ်သားတဲ့စကလုံးနဲ့အတူစတင်ခဲ့တာအခုဆိုရင်တော့ပို့ပြီးတော့ပြင်ပလာခဲ့ပါပြီ surely aa သူတို့တွေဟာလက်ရှိတရုတ်ရဲ့ဖိအားကိုစွန့်ကြောက်ရွံ့မှုမရှိဘဲနဲ့ ချောက်ပြူမျိုးသိမ်းတိုက်ပွဲကိုဆင်နှဲနေကြတာဖြစ်တယ်။ဒါဆိုရင်2021အာနာတိန်ကအချိန်တွေကအခုချောက်ပြူမျိုးသိမ်းတိုက်ပွဲကို ULA AA အောင်မြင်စွာဆင်နှဲနိုင်လိုက်တယ်ဆိုရင်တော့တရုတ်ရဲ့အကျိုးစီးပွားတော်တော်လေးကိုထိခိုက်သွားပြီ။ဒါကြောင့်လည်းပဲပြီးခဲ့တဲ့အရှိတ်ဗီဒီယိုတွေမှာကျွန်တော်တင်ပြခဲ့တဲ့တရုတ်ရဲ့လုံခြုံရေးဒါခေါင်းစဉ်တက်ထားတဲ့တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်ခွေးတက်နဲ့ပူပေါင်းပြီးတော့ ULAA ကိုခုခံနေတဲ့အကြောင်းပါဟုတ်ပြီဒါဆိုရင်တောက်ပြူမြို့ကို AA ULAA ကျွန်တော်တက်ခိုက်သိမ့်ပိုက်နိုင်လိုက်တယ်ဆိုရင်မင်းအောင်လှိုင်နဲ့ရှီချင်းပင်ကြားသူရဲ့အခြေအနေယုံကြည်မှုတွေဆက်ဆံရေးတွေဘာဖြစ်သွားနိုင်လဲမကြသေးခင်ကကျွန်တော်တို့ရုရှားကိုတွားရောက်တဲ့အချိန်မှာဒုတမရနဲ့မင်းအောင်လှိုင်နဲ့တွေ့ကြပါတယ် ဆိုတော့ရှီကြီးပင်ကမင်းအွန်လိုင်းစီကဂရစ်တခုတောင်းတယ်မင်းအွန်လိုင်းကလည်းအဲ့ဒီဂရစ်ကိုပေးခဲ့တယ်ရှီကြီးပင်တောင်းတဲ့တရုတ်တောင်းတဲ့ဂရစ်ကဘာလဲဆိုတော့တရုတ်ရဲ့အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ပေးရမှာပဲဆိုတဲ့ဂရစ်မင်းအွန်လိုင်းကလည်းအတက်နိုင်ဆုံးဖြစ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ဂရစ်ကိုပေးခဲ့တယ်အခုမင်းအွန်လိုင်းသူပေးခဲ့တဲ့ဂရစ်တည်နိုင်ပါတော့မလားကန်ဆိုးစွာနဲ့ ကန်ဆိုးတာတော့မဟုတ်ပါဘူးသူ့တက်ကတော့ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာနေဦးမှာပဲအာခုတုတ်ကောင်ဖြစ်နေတာကိုဗျဒါဆိုရင်တော့အတက်နိုင်ဆုံးကာဝယ်ပါမယ်ဆိုရက်ဂရီပေးခဲ့တဲ့မင်းအောင်လှိုင်ကြောက်ဖြူကိုလက်လွတ်လိုက်ရမယ်ဆိုရင်မခံမှန်းနိုင်တဲ့တရုတ်ရဲ့ဖိအားတွေမင်းအောင်လှိုင်အပေါ်မှာပြန်ပြောင်းပြီးတော့တက်ရောက်သွားနိုင်တယ်လို့နိုင်ငံလေးလာတုံ့သက်သူတွေကပြောဆိုနေကြပါတယ်ဟုတ်ပြီ ်အရကတတော့ A ရဲ့ခေါင်းဆောင်ဘုသူထုံးမြတ်နိုင်ရဲ့ခေါင်းဆောင်မှုကိုအကြီးမားဆုံးစံသက်တဲ့ပွဲလို့လေကင်မွတ်တက်ထားပါတယ်အရကတတော့ AAULA ဘုသူထုံးမြတ်နိုင်ကလည်းပဲ MNTAA တန်ကြီးတော်မမိတ်၃ပွဲနဲ့အတူတူစစ်စင်ရေးတွေကိုအစံစက်ကွန်တိုင်းလုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်အတူတူပါဝင်ခဲ့တယ်တပ်ဖွဲ့ဝင်တွေဖြစ်တယ် ဆိုတော့ last show အခြေအနေကိုလည်းဘုကျုပ်ထုံးမြတ်နိုင်က ကောင်းမွန်စွာ သူတင်ငန်းစာယူတုံးသက်ပြင်ဆင် နေတယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒါပေမဲ့ဘုကျုပ်ထုံးမြတ်နိုင်ဟာတော့ဖြူထိုးစစ်အောင်မြင်မှုနဲ့တူဒါတွေအကုန်လုံးကိုအဆုံးသတ်ဖို့ကြိုးစားနေပါတယ်ဒီရောရဲ့ဒီရောရဲ့ PR တွေကိုပြတ်သားစွာနဲ့အန်တူတုတ်ပြန်နှိုင်းတာ ရခိုင်သူရခိုင်သားတွေရဲ့ကြီးမားတဲ့ထောက်ခံမှုတွေပြီးတော့တကွာလုံးမှရှိတဲ့ကျွန်တော်တို့မိဘပြည်သူအားလုံးရဲ့ဝန်ရကူညီမှုတွေကြောင့်တရုတ်ရဲ့ဖိအားကိုသူပြန်လဲစန့်ကျင် နိုင်တာဖြစ်ပါတယ်တရုတ်ဆိုတာအာမန်နိုင်ငံမဟုတ်ဘူးကျွန်တော်ယူအာချီတယ်ဘာဝါရှိတယ်အာနာရှိတယ်ငွေချေချမ်းသာတယ်လက်နဲ့ပေါ်ကျွေးဝါတယ် ဒါတွေကကျွန်တော်အလုံးသိရှိပြီးသားအချို့တော့ကျွန်တော်တို့ဒီအာရှနိုင်ငံအတွင်းတွေကမှမဟုတ်ပဲအခြားသောကမ္ဘာနိုင်ငံငယ်လေးတွေတောင်မှတရုတ်ရဲ့အာဏာစအောက်ကိုရောက်သွားတာတွေအများကြီးရှိတယ်။ယနေ့အချိန်ထိလည်းတရုတ်ရဲ့ကျွေးမိတွေနေရင်နေရင်နဲ့တရုတ်ရဲ့စကားကိုလညို့ထောင်ခေါင်းညိတ်နေရတဲ့နိုင်ငံတွေအများကြီးရှိတယ်။ကျွန်တော်တို့နိုင်ငံကိုလည်းတရုတ်ကအခုလိုပုံသွင်းနေတာ။ဟုတ်ပြီ။ဒါကို ပြည်သူလူထုတရက်လုံးရဲ့ဝန်ရံကူညီမှုနဲ့ရှင်ပြိုင်အန်တုနိုင်တဲ့ဘုရုပ်ထွန်းမြတ်နိုင်တဲ့ ULA AA ကိုကျွန်တော်တို့အားလုံးကဒါလေးစားဂုဏ်ယူနေကြပါတယ်။ဒါဆိုရင်တော့လက်နက်ကင်တော်လန်ရေးတပ်ဦးမှဦးဆောင်တဲ့ကန္နာအထိသူတို့တွေဘယ်လိုမျိုးပုံဖော်နိုင်မလဲဆိုတာကလည်းကျွန်တော်မိဘပြည်သူတွေအယံကိုစိတ်ဝင်စားနေကြပါတယ်။၎င်းပြည်ကြောက်ပြူမျိုးနဲ့ MS 32 Yes Can တရင်အနည်းဆုံးခန်းစစ်ဖြစ်တဲ့ပြိုင်စစ်ကရွာအနီးမှာကျွန်မဖက်စစ် ခွေးတက်နဲ့အလကတ်တော် AA တိတိတိုက်ပွဲပင်းထန်စွာဖြစ်ပွားခဲ့ပါတယ်အဲ့ဒီမှာကျွန်မဖက်စစ်ခွေးတက်ရဲ့ယာနဲ့ခြိတဲ့ရုပ်အလောင်းတွေဟာနေရာအနှံ့မှာပြန်ကျဲနေတယ်လို့ဒေတာကန်တွေကသတင်းပေးပို့ထားပါတယ် အများစုရုံလောင်းတွေဟာကြောက်ဖြူမအီကတရလမ်းပေါ်မှာပြန်ကျဲနေတယ်ဖြစ်တဲ့အကြောင်းကိုသူကဆက်ပြီးတော့ပြောထားပါတယ်။ပြိုင်စေးကေရွာပဝင်းချင်းလေကွင်းတောင်နာရွာအလောင်းတွေအများကြီးပါ တွေ့နေရတာက ကတရလမ်းမဘေးမှာကျမ်းဖတ်စစ်ခွေးတက်ရဲ့အလောင်းတွေအများကြီးဖြစ်နေတာပါ။အလောင်းကောက်မဲ့သူမရှိဘူး။ခံမန်းအလောင်းယာနဲ့ချီတယ်။တိုက်ပွဲကလည်းပဲအရှိန်ပြင်းထန်နေတယ်။အကျမ်းဖတ်စစ်ခွေးတက်အချင်းချင်းသူ့လူကိုသူ့တော်မှ ပြန်မသွေသွားတာ ကိုညင်တွေးခဲ့ရတဲ့ဒေတာခံကသတိပေးဖို့ထားတာဖြစ်ပါတယ်။ဒဏ်ရာရတဲ့သူတွေကိုတော့မသေးဘဲနဲ့မသိမရှင်ဖြစ်နေတဲ့ကောင်းတွေအများအပြားဒီတိုင်းပဲထားခဲ့ပြီးတော့ကိုလိုရောခွေးပြေဝပြေးပြေးနေရပါကြောင်းတိကျခိုင်မာတဲ့သတင်းအရှင်မြကဆိုပါတယ်မကြခင်မှာကျွန်တော်တို့အရခမြေပေါ်မှာ အကျံဖတ်စစ်ခွေးတက်သေးချာပေါ့ဒူးထောက်အရှုံးပေးရမှာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲအခုလိုအချိန်ဒီမျိုးတွေမှာချီချင်းဖြင့်အနေနဲ့မင်းအောင်လှိုင်ပြပေးခဲ့တဲ့ဂတိပေါ်မှာသူဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာကိုကျွန်တော်တို့အားလုံးကစိတ်ဝင်စားရှိနေကြပါတယ်။ဟုတ်ပြီ။ ပြီးရဖေဗိုင်လာလောက်ကုန်ပိုင်းမှာလည်းပဲကြောက်ပြူညဝတီရေတဲ့စကန်အနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်။အမှတ်32တရင်းမှာဂျမ်ဖတ်စစ်ခွေးတက်တွေ့ရ။ဒါပြိုင်စစ်ခေရွာကအလေတန်းစာတင်ကြောင်းနဲ့ဖုံကြီးကြောင်းတွေမှာဝင်းရောက်တက်ဆွဲပြီးတော့အင်အား300ဝင်းကျင်လောက်ရှိပါလေ။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာဂျမ်ဖတ်စစ်ခွေးတက်က၄ကြောင်းရော drone စစ်စင်ရေးတွေရောရေကြောင်းကနေပြီးတော့ဒါလက်နက်ကြီးပစ်ကူပေးမှုတွေရောကျွန်တော်တို့ဒါအရခ ်ယတပီသူတွေကိုနေ့စဉ်ဘုံကျဲတက်ဖြတ်နေတဲ့တိုက်ပွဲက အလွန်အင်တန်ပြင်းထန်နေတဲ့အကြောင်းကိုလက်ရှိအချိန်မှာမြင်တွေ့နေရတာဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲမှလည်းပဲအထူးအခိုက်အများဆုံးဖြစ်နေတဲ့အတွက်နဗီစစ်သင်္ဘောနှစ်စင်းနဲ့ကြောက်ဖြူကိုစစ်ကူတွေပေးပို့ပြီးတော့ခုခံဖို့ကိုသူတို့တွေအပြင်းထန်စူးစမ်းနေကြပါတယ်လက်ရှိ ဒီနေ့ကြောက်ဖြူမှလည်းပဲအကြမ်းဖက်စစ်ခွေးတက်တရားကြော်မိဖုတ်ခံထားရတဲ့အကြောင်းကိုလည်းပဲထပ်မှန်ပြီးတော့ကျွန်တော်မိဘတွေသတင်းကောင်းပေးချင်ပါတယ်ဆိုတော့ဘလို့အချင်းနေမျိုးမှာပဲဖြစ်ဖြစ်အရခမိဘောမှာအကြမ်းဖက်စစ်ခွေးတကောင်တမိမမရှိစေရဘူးမှလာတားလို့မရတဲ့အခြေအနေကိုလက်ရှိ 36နှစ်အရွယ် Julie AA ကလွတ်ပြနေခြင်းဖြစ်ပါတယ်ဆိုတော့အရခမြေပေါ်မှာအခုလိုပြင်းထန်တဲ့တိုက်ပွဲတွေပြီးတော့မြုံများစွာသောဖိအားတွေကြားရဲပြီးတော့ဘာသာရေးတွေလူမျိုးရေးတွေထိလဲရှလဲတဲ့အခြေအနေမှာ Julie AA နဲ့ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေဟာလက်ရှိအကြံဖတ်စစ်ခွေးတက်ရဲ့ရန်တမ်းပြစ်ခတ်မှုတွေဒါ ဖိနေတပ်ဖြတ်မှုတွေကိုခါစီခံပြီးတော့သူတို့ရဲ့ဂျီမန်ချက်ပြည့်မီအောင်အကောင်းဆုံးစ조사နေရနေကြတာမဟုတ်ကျွန်တော်မိဘပြည်သူတွေအနေနဲ့လည်းတက်နိုင်ဆုံးကျွန်တော်ဝန်ရံကူညီဖို့အရေးကြီးတယ်လက်ရှိမိုးရသည်ကာလာလည်းစပြီအဲ့တော့အရခမြေပေါ်မှာငဖျားကလည်းတော်တော်လေးကိုစိုးပါတယ်ဆိုတော့စေဝါလိုအပ်ချက်တွေရေးပေါ်ရိတ်ခလိုအပ်ချက်တွေနဲ့စပေးရှောင်းတွေအတွက်ကျွန်တော်တို့အမြဲတမ်းဒါကူညီနိုင်ဖို့ကို နောက်ဆက်နေဖို့တိုက်တွန်းရှင်းတဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုတစ်ချက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လနဲ့ပေးစပေးကပ်ပေးကြောက်နေကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးနဲ့နဲ့ဆူတောင်းရှင်းတဲ့ကျွန်တော်ရေပေါ်ရှင်းလေးပါ